ဖတ်ရှုနာဆင်တနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနာဆင်ရမယ့်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့တရားသူကြီးမှတ်စာခန်းကြီး3မှ5ထိဖြစ်ပါတယ်။တရားသူကြီးမှတ်စာခန်းကြီး3ခန္ဓာပြည်၌တိုက်သောစိတ်မှုရှိသမျှတို့ကို မသိသောဣသေလအမျိုးသားပေါင်းတို့ကိုစုံစမ်းခြင်းငှာ၎င်းစိတ်မှုကိုမသိသောဣသေလအမျိုးသားအစဉ်အဆက်တို့သည်စိတ်အတက်ကိုသင်၍တတ်စေခြင်းငှာ၎င်း ထာဝရဘုရားခြံထားတော်မူသော လူမျိုးများဟုမူကားဖိလိတိမေငါပါအစရှိသောခာနနိလူအမျိုးမျိုးဇိဒုံလူဘာလဟေရမုန်တောင်မှဆ၍ဟာမတ်လန်ဝတိုင်အောင် လေဗနုန်တောင်ပေါ်မှနေသောဟိဝိလူတို့သည်ကြံ့ကျင်းကြ၏ထာဝရဘုရားသည်မောရှိအားဖြင့်ဘိုးဘီတို့ကိုမှားထားတော်မူသော ပြည့်ညတ်များအတိုင်းချစ်မိမချစ်မိကိုထင်ရှားစေခြင်းဟာဣသေလအမျိုးကိုစုံစမ်းဖို့ရာဖြစ်သည်ဣသေလအမျိုးသားတို့သည် ခာနနိလူဟိတ်တိလူအာမောယိလူ ဖေယဇိလူဟိဝိလူယေဘုသိလူတို့တွင်နေ၍သူတို့သမီးနှင့်ဆုံဖက်ခြင်းကိုပြုလျက်မိမိတို့သမီးကိုပေးစားလျက်သူတို့ဖျားများကိုဝတ်ပြုကြ၏ဤသီလအမျိုးသားတို့သည် ထာဝရဘုရားရှိတော်၌ဒုစရိုက်အပြစ်ကိုပြု၍မိမိတို့ဘုရားသခင်ထာဝရဘုရားကိုမြေလျော့သဖြင့်ဘာလဘုရားများအာရှေယပင်များကိုဝတ်ပြုသောကြောင့်ထာဝရဘုရားသည် ဣသီလအမျိုး၌ပြင်းစွာအမျက်တော်ထွက်၍မေသောပေါ်တာမိရှင်ဘီရင် ခုရှံဤရှိသိမ့်၌ရောင်းတော်မူသည်ဖြင့်ဣသီလလူတို့သည်ရှစ်နှစ်ပတ်လုံးထိုရှင်ဘီရင်ထံ၌ကျွံခံရကြ၏နောက်တဖန်ထာဝရဘုရားကိုအော်ဟစ်ကြသောအခါကေတင်သောသခင်ကာလက်ညီကေနတ်ဣသာဩသံယီလကို သူတို့အဖို့ပေါ်ထွန်းစေတော်မူ၏ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်သို့တက်ရောက်သည်ဖြင့်သူသည်ဣသီလအမျိုးကိုအုပ်ဆိုး၍ စစ်ချီလေ၏မေသောပောတာမိရှင်ဘီယင်ခုရှံယိရှိသိန်ကိုသူ့လက်၌ထဝရဖျားအပ်တော်မူသဖြင့်သူသည်ထိုရှင်ဘီယင်ကိုအောင်လေ၏အနှစ်၄၀တန်တိုင်တပြည်လုံးငိမ့်ပြီးမှကေနတ်ဤသားဩသံရေလသည်သိလေ၏တပံဤသေလအမျိုးသည်ထဝရဖျားရှိတော်၌ဒူးစရိုက်ကိုပြုသောကြောင့်မောဘရှင်ဘီယင်အေကလုံကိုဤသေလအမျိုးတစ်ဖက်၌ခွန်အားနှင့်ပြည့်စုံစေတော်မူ၏ထိုမင်းသည် အမ်မုံအမျိုးသားအမလက်အမျိုးသားတို့ကိုစုဝေးစီလျက်ခြီသွား၍ဣသီလလူတို့ကိုလှုပ်ကြံပြီးမှစွန်ပလွန်မြို့ကိုသိမ်းယူသဖြင့်ဣသီလအမျိုးသားတို့သည်18နှစ်ပတ်လုံးမောဘရှင်ဘီရင်အေဂလုံမင်းထံ၌ကျုံခံရကြ၏နောက်တပံထာဝရဘုရားကိုအော်ဟစ်သောအခါကဲတင်သောသခင်လက်ရလက်ကိုမသုံးတတ်သောဘင်ယာမိန်အမျိုးဂေယသာအေဟုဒကူပေါ်ထွန်းစီတော်မူ၏သူလက်တွင်ဣသီလလူတို့သည် လက်ဆောင်ကိုမောဘရှင်ဘီရင်အေဂလုံထံသို့ပေးလိုက်ကြ၏အေဟုဒသည်အလျားတတောင်ရှိသောသံလျက်ကိုလုပ်၍လက်ရပောင်အဝတ်တွင် စီးထားပြီးလျှင်မောဘရှင်ဘီရင်အေဂလုံထံသို့လက်ဆောင်ကို ဆောင်ခဲ့လေ၏အေဂလုံသည် အလွန်ဝသောသူဖြစ်၏အေဟုဒသည်လက်ဆောင်ကိုဆက်ပြီးလျှင် လက်ဆောင်ကိုထမ်းသောသူတို့ကိုလွတ်လိုက်၍ဒီလကာလမြို့နား၌ရှိသောကြောက်တိုင်တို့မှကိုယ်တိုင်ပြန်လာ၍ဖျားကျွံတော်သည် တိတ်ဆိတ်စွာရှောက်စရာအကြောင်းရှိပါသည်ဟုဆိုလျင် ရှင်ဘရင်က တိတ်ဆိတ်စွာနေကြဟုအမိန့်တော်ရှိသည့်အတိုင်းအထံတော်၌ခါးစားသောသူအပေါင်းတို့သည်ထွက်ကြ၏ထိုအခါရှင်ဘရင်သည်ကိုယ်တိုင်တယောက်တည်းနေတတ်သောနှွေနန်းဆောင်၌ထိုင်နေစဉ်အေဟုဒသည်ချင်းကပ်၍ကိုတော်နှင့်ဆိုင်သောဘုရားသခင်ဤအမိန့်တော်ပါပါ၏ဟုလျှောက်သော ရှင်ဘရင်သည်ထလေ၏အေဟုဒသည်လက်ဝဲလက်ကိုဆန့်လျက်သံလျက်ကိုလက်ရပေါင်မှထုတ်၍ရှင်ဘရင်ဤဝန်းကိုထိုးသည်ဖြင့် လက်ကန်အယိုးနှင်းတကွတန်လျက်မြုပ်ဝင်၍ဝမ်းတဲကမနှုတ်နိုင်အောင်စီဥသည်တန်လျက်ကိုလွှမ်းလျက်ချင်းနုလဲထွက်လျက်ရှိလေ၏ထိုအခါအေဟုဒသည်အခန်းပြင်သို့ထွက်ပြေးလျင်နန်းတော်တကားတို့ကိုပိတ်၍သော့ခတ်လေ၏ထွက်သွားသောနောက်ကျွန်းတော်မျိုးအချို့တို့သည်လာ၍နန်းတော်တကား၌သော့ခတ်လျက်ရှိသည်ကိုမြင်လျင်စင်စစ်နှွေနန်းဆောင်၌စစ်တော်ခေါ်သည်ဟုဆိုလျက်ရှက်ကြောက်သည့်တိုင်အောင်ငတ်နေပြီးမှသူတို့အရှင်သည်တကားကိုမဖွင့်သောကြောင့် သူတို့သည်သောကိုယူ၍ဖြန့်ကြည့်သောအခါမြေပေါ်မှလဲ၍သေလျက်ရှိသောမိမိတို့အရှင်ကိုတွေ့မြင်ကြ၏ထိုသောသူတို့သည်ငတ်နေကြစဉ်တွင်အေဟုဒသည်ဘေးလွတ်သဖြင့်ကြောက်တိုင်တို့ကိုလွန်၍စီရက်ရွာသို့ရောက်ပြီးမှအေပရင်တောင်ပေါ်မှတဘိုးကိုမှုတ်၍ဤသီလအမျိုးသားတို့သည်သူ့နောက်သို့လိုက်လျက်တောင်ပေါ်ကဆင်းကြ၏သူကလည်းငါနောက်သို့လိုက်ကြလော့ထာဝရဘုရားသည်တင်တို့ဤရန်သူ မောဘလူတို့ကိုတင်တို့လက်၌အတ်တော်မူမည်ဟု ဆိုသည့်အတိုင်းသူ့နောက်မှဆင်း၍ယော်ဒန်မြစ်ကူးရာမောဘပြည်သို့သွားရလမ်းကို စီးတားသဖြင့်လူတစုံတယောက်ကိုမျှမကူးစေရာထိုအခါခွန်အားကြီးသောမောဘစစ်သူရဲတယောက်မျှမလွတ်ဘဲလူတစ်သောင်းကိုသတ်၍မောဘအမျိုးသည်ဣသေလအမျိုးလက်၌ရှုံးသဖြင့်အနည်း80တန်းတန်းတပြည်လုံးငိမ့်လေ၏အေဟုဒနောက်မှ အာနတ်သာရှန်ကာပို့ထွန်း၍ ဒုတ်ချွန်နှင့်ဖိလိတိလူ600တို့ကိုစက်စဖြင့်ဣသေလအမျိုးသားတို့ကိုကယ်လွတ်လေ၏တရားသူကြီးမှတ်စာခန်းကြီး၄အေဟုဒသေသောနောက်ဣသေလအမျိုးသားတို့သည်ထာဝရဘုရားရှိတော်၌တပံဒုစရိုက်ကိုပြုသောကြောင့်ထာဝရဘုရားသည် ဟာဇော်မြို့၌မင်းပြုသောခန္လန်ရှင်ဘီယရာပိန်၌ရောင်းတော်မူ၏သူခန့်ထားသောဘုဂျုတ်မင်းကဂောအိမ်ပြီးဟာယောရှက်မြို့၌နေသောသိစရာတည် ထိုမြင်း၌တန်ရထား900ရှိ၏ဤသီလအမျိုးသားတို့ကိုအနည်း20ပတ်လုံးအလွန်နှင်းဆဲသောကြောင့်သူတို့သည်ထာဝရဘုရားကိုအော်ဟစ်ကြ၏ထိုကာလအခါလာပိဒုမယာပယောဖက်မဒီဘောရသည်ဤသီလအမျိုးကိုအုပ်စု၏သူသည်အေဖရင်တောင်ပေါ်မှယာမမြို့နှင့်ဗေဒလမြို့ဆက်ကြားဒီဘောရစွန်ပလွန်ပင် အောက်မှနေ၍ဤသီလအမျိုးသားတို့သည်ထိုပရောဖက်မဤစီရင်ခြင်းကိုခံအံ့သောငါရောက်လာတတ်ကြ၏ တပံဒီဘောရသည် လူကိုဆေလွှတ်၍နတ်သတိခရင်ကေဒီရှမြို့မှနေသောအဘိနောင်ဣသာဘာရက်ကိုခေါ်ပြီးလျှင်တင်စီနတ်သတိအမျိုးဇာဘူးလုံအမျိုးထဲက လူတစ်သောင်းကို သွေးဆောင်၍တာဘောတောင်သို့သွားတော့ငါသည်လည်းယာပိန်မင်းဣဘူကျုပ်သိတယနှင့်ယထာပူပါများကိုသင်ရှိရာကိရှုံမြို့သို့သွေးဆောင်၍သင်လက်၌အမည်ဟုဣသီလအမျိုးဣဖျားသခင် ာဝရဖျားမှားထားတော်မူသည်ဟုဆင့်ဆိုလေ၏။ဘာရက်ကလည်းကိုတော်သည်အကျွန်ုပ်နှင့်အတူကြွလင်အကျွန်ုပ်သွားပါမည်။ကြွတော်မမူလျင်မူကားမသွားပါဟုလျှောက်တော်ဒေဘောရကငါသည်သင်နှင့်အတူအမှန်သွားမည်။သို့တော်လည်းသင်သွားရလမ်း၌ဂုံသီကူမရရာထာဝရဖျားသည်စည်းစရာကိုမိမ့်မ၌ရောင်းတော်မူမည်ဟုဆိုပြီးမှထ၍ဘာရက်နှင့်အတူကီလီရှာမြို့သို့သွားလေ၏။ဘာရက်သည် နတ်သတိအမျိုးသားဇာဘူးလုံအမျိုးသားတို့ကိုကီဒီရှာမျိုးသူခေါ်၍လိုက်သောသူတစ်သောင်းနှင့်တကွဒီဘောရပါလျက်တက်လေ၏မောရှိ၏ရောက်ခမဟောဘတ်၏သားမေးအဝင်ကေနိအမျိုးသားဟေပါသည်ကေနိလူတို့နှင့်ခွာ၍ကီဒီရှာမျိုးအနာဇာနိုင်သပိတ်ပင်ချည်၌တဲကိုစောင့်ရနေနှင့်သတည်းအဘိနောင်၏သားဘာရက်သည် တာဘောတောင်ဘောသို့တက်ကြောင်းကိုသိစရာအားကြားပြောလျင်သိစရာသည် မိမိယထာရှိသမျှဒီဟုသောတန်ယထာ900နှင့်ဂောအိမ်ပြီးဟာယောရှက်မြို့မှစ၍ကိရှုံမြစ်တိုင်အောင်မိမိလူအပေါင်းတို့ကိုစုဝေးစေ၏ဒေဘောယကလည်းထလော့ယနေ့ကထာဝရဘုရားသည်တိတယကိုသင်လက်၌အတော်မူသောနေ့ဖြစ်၏ထာဝရဘုရားသည်သင်ရှိမှကြွတော်မူပြီမဟုတ်လောဟုဆိုလေသောဗာရက်သည်လူတစ်သောင်းနှင့်တကွတာဘောတောင်ဘောကဆင်းလေ၏ထာဝရဘုရားသည်စိတ္တယမှာစာ၍ သူဤထားများနှင့်ဘူပါစစ်တီများအပေါင်းတို့ကိုဘာရက်ရှိမှဓာပြင်းရှုံးစေတော်မူသောကြောင့်သီတယသည်မိမိယထားမှဆင်း၍ခြေပြင့်ပြေးလေ၏ဘာရက်သည်ယထားများဘူပါစစ်တီများကိုဂောအိမ်ပြည်၌ဟာယောရှေမြို့တိုင်အောင်လိုက်၍သီတယစစ်သူရဲ့အပေါင်းတို့သည်တယောက်မျှမကြံကျွင်းဓာနှင့်စီကြကုန်၏သီတယသည်ကေနိအမျိုးသားဟေဘာဤမယာယီလာဤတဲသို့ ခြေပြင့်ပြေး၏ထိုကာလ၌ ဟာဇောရှင်ဘရင်ယာဘိန်သည် ဟေဘာအမျိုးသားချင်းကေနိလူတို့နှင့်မေတ္တာယပွဲလျက်ရှိသည်ရေလသည်တိတယကို ခီးဥကြို့ပြုချင်းငှာထွက်၍သခင်ဝင်ပါကျွမစီတို့ဝင်ပါစိုးရင်တော်မမူပါနှင့်ဟုခေါ်သည့်အတိုင်းသူသည် ရေလနေရာတဲထဲသို့ဝင်၍ရေလသည် သူ့ကိုဆောင်နှင့်ခြုံလေ၏သူကလည်းငါရေငတ်သည် ရေအနှဲငယ်ကိုပေးပါဟုတောင်းလျင်မိမသည်နွားနို့ဘူးကိုဖွင့်၍တောက်စီပြီးမှ တဖန်ချုံလေဤသူကလည်းတဲတကားဝ၌နေပါ လူတစုံတယောက်ကယောက်ျားရှိသလောဟုလာ၍မေးလျင် မရှိကြောင်းကိုပြောလောဟုမှားထားလေဤထိုအခါဟေပါမယားရီလသည်တိတယမောလျက်အိပ်ပျော်စဉ်တွင်တဲတန်စင်တချောင်းနှင့်လက်ရိုက်ကိုကင်လျက်သူထံသို့တိတ်ဆိတ်စွာသွား၍တန်စင်ကိုမြေ၌ဆွဲစေသည်တိုင်အောင် သူဤနာပန်းထဲသို့ရိုက်သွင်းသည်ဖြင့်တိတယသည်သိ၏ဘာရက်သည်တိတယကိုလိုက်ရှာသောအခါရီလထွက်၍ ျွမစီတို့ဝင်ပါရှာသောသူကိုပြပါမည်ဟုကြိုဆိုလျက်ဘာရက်စီတဲထဲသို့ဝင်၍သိတယစီလျက်နာပန်း၌တန်စင်စူးလျက်ရှိစီကို မြင်လေ၏ထိုနေ့၌ထာဝရဘုရားသည်ခါနန်ရှင်ဘရင်ယာဘိန်ကိုဤစီလအမျိုးသားတို့ရှေ့မှနှိမ်ချတော်မူသဖြင့်သူတို့သည် ထိုရှင်ဘရင်ကိုမဖြတ်စည်းမိတိုင်အောင်အစဉ်အောင်လျက်နေကြ၏တရားသူကြီးမှတ်စာအခန်းကြီး9ထိုနေ့၌ဒေဘောယနှင့်အဘိနောင်ဤသား ဘာရက်တို့ဆိုသောတိချင်းစကားဟုမူကားဣသီလအမျိုး၌မင်းတို့သည်အဦးပြုသောကြောင့်၎င်းဆင်းရဲသားတို့သည်စေတနာစိတ်နှင့်မိမိကိုယ်ကိုလှူသောကြောင့်၎င်းထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့အိုရှင်ဘုရင်တို့ကြားကြလော့အိုမင်းသားတို့ကြားကြလော့ငါတိချင်းဆိုမည်ထာဝရဘုရားအားတိချင်းဆိုမည်ဣသီလအမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုံကျေးဇူးတော်ကိုချီးမွမ်းမည်အိုထာဝရဘုရား ကိုတော်စီစိရတောင်ယိုးပေါ်မှကြွ၍အေးဒုံတော်မှစစ်ချီတော်မူသောအခါမြေကြီးလှုပ်၍မိုးရွာသဖြင့်မိုးဒိန်တို့မှမိုးရည်သည်စီးပါ၏တောင်ယိုးတို့သည်ထာဝရဘုရားရှေ့တော်၌၎င်းသီနာတောင်သည်လည်းဤတိလအမျိုးဤဘုရားသခင်ထာဝရဘုရားရှေ့တော်၌၎င်းတုန်လှုပ်ပါ၏အာနတ်သာရှံကာမင်းလက်ထက်၌၎င်းရေလမင်းလက်ထက်၌၎င်းလမ်းမတို့သည်စိတ်ညံလျက်ရှိ၍ခကြီးသွားသောသူတို့သည် လမ်းကြားတို့၌လိုက်သွားရကြ၏။ဣသီလအမျိုး၌မင်းဆက်ပြက်လျက်ရှိ၏။ငါဒီဘောရသည်မပေါ်ငါသည်ဣသီလအမျိုး၌အမိမပေါ်ထွန်းမိတိုင်အောင်မင်းဆက်ပြက်လျက်ရှိ၏။ဣသီလအမျိုးသားတို့သည်ဖျားသစ်တို့ကိုရွေးယူကြ၏။ထိုအခါသူတို့မြို့များကိုရန်သူတို့သည်တိုက်လာကြ၏။ဣသီလအမျိုးသားလေးဆောင်တွင်ဒိုင်းလွှားတစ်ခုလှန်တစင်းမြမရှိစိရနာစိတ်ရှိ၍စင်ရဲသားတို့တွင် မိမိကိုယ်ကိုလှူသောဣသေလအမျိုးမင်းတို့အားငါစိတ်နူးညွတ်၏။ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ဖြူသောမြီးကိုစီးသောသူ၊တရားမှုကိုစီရင်သောသူ၊လမ်း၌သွားသောသူတို့ရေကြီးများအနားမှလက်ရဥ္စာကိုဝေမျှသောသူတို့၏အသံကိုကြားသောအခါတခြင်းဆိုကြလော့။ထာဝရဘုရား၏တရားသောအမှုဣသေလမြို့ရွာတို့၌တရားသဖြင့်ပြုတော်မူသောအမှုတို့ကိုထိုအရတ်တို့တွင်ချီးမွမ်းကြလိမ့်မည်။ ထိုအခါထာဝရဘုရားဤလူတို့သည်မိမိတို့နေသောမြို့သို့ပြန်သွားကြလိမ့်မည်။နိုးပါ၊နိုးပါ၊ဒီဘောရ၊နိုးပါ၊နိုးပါ၊သိချင်းဆိုပါ။အိုးပါရဲ့ထပါအဘိနောင်သာ သင်ဖန်းစီချုပ်ထားသော သူတို့ကိုထုတ်ပြပါ။ထိုအခါကြံ့ကျွင်းသောသူတို့သည် သူရဲကြီးတို့ထံသို့ဆင်းကြ၏။ထာဝရဘုရားဤလူတို့သည် အစွမ်းတကူကြီးသော သူတို့ထံသို့ငါအဖို့ဆင်းကြ၏။အမလက်လူနီယာအနားမှာ နေရာကျသောသူတို့သည်အေဖရင်ခရိုင်ထဲကထွက်လာကြ၏သူတို့နောက်မှသင်ဤဘူချီတို့တွင်ဗင်ယာမင်အမျိုးသားတို့သည်လိုက်ကြ၏မာခိယအမျိုးသားထဲကမင်းများဇာဘူးလွန်အမျိုးထဲကစီရင်တတ်သောသူများတို့သည်ထွက်လာကြ၏ဣသခာမင်းတို့သည်လည်းဒေဘောယ၌ပါ၍ဣသခာအမျိုးသည်ဗာရက်ဤလက်ယုံဖြစ်၏ဗာရက်နောက်မှခြိုင်းတဲသို့ပြေးလိုက်ကြ၏ရုဘင်အမျိုးနေရာချောင်းအသွေသွေ၌ စစ်နှလုံးပြတ်ထန်းခြင်းများကြ၏နောက်တပံသင်သည်သိုးမြည်ဇံကိုနားထောင်ခြင်းငှာတောင်ကြားမှအပေကြောင့်ထိုင်နေသည်နိရုပင်အမျိုးနေရာချောင်းအသွေသွေ၌စစ်နှလုံးတွန့်တို့ခြင်းများကြသည်တကားဂိလပြည်သားတို့သည်ယော်ဒန်မြစ်တစ်ဖက်၌ညင်ဝတ်စွာနေကြ၏ဒံအမျိုးသည်သင်္ဘောစိတ်အနားမှအပေကြောင့်နေရသည်နိအာရှအမျိုးသည်လည်းပင်လေကန္နာသင်္ဘောဆိုင်ရာဂွေတို၌မလုတ်ဘဲငြိမ်ဝှက်စွာနေသည်တကားဇာဘူးလုံအမျိုးသည် အသက်ကိုစွန့်စားသည့်တိုင်အောင်ရဲရင်၍နတ်သတိအမျိုးသည်မြင့်သောတောအရ၌ထိုနီးတူပြု၏ရှင်ဘီရင်တို့သည်လာ၍စစ်တိုက်ကြ၏ခါနနိရှင်ဘီရင်တို့သည် မေဂိတ်တော်အိုင်တာနဲ့မျိုးအနားမှတိုက်တော်လဲငွေကိုလူယူ၍မရကြကောင်းကင်မှစစ်ကူကြ၏ကျယ်တို့သည်လက်ပတ်စင်အခါသီသရကိုစစ်တိုက်ကြ၏ကိရှုံမြစ်စစ်မှုကြောင့်ကြော်သောသောမြစ်ကိရှုံမြစ်သည်ရန်သူတို့ကိုပေသွား၏အိုးငါဝိညာဉ် ်တင်းဒီခွန်အားကြီးသောသူကိုနှိမ်နှင်းပြီးထိုအခါမြင်းစည်းတရေတို့သည် မြင်းကိုတင်လျက်နှင်လျက်စည်းသောကြောင့်မြင်းတို့သည်မြေကိုခွာနှင်းထိခိုက်လျက်ပြေးကြ၏မေယောဇာမြို့သားတို့သည်ထာဝရဘုရားဘက်စစ်သူရဲတို့နှင့်ဝိုင်း၍ထာဝရဘုရားဘက်သို့မကူကြသောကြောင့်မေယောဇာမြို့ကိုချိန်ကြလောမြို့သားတို့ကိုပြင်းစွာချိန်ကြလောဟုထာဝရဘုရား၏ကောင်းကင်တမန်သည်မှတ်ထား၏ကေနိအမျိုးသားဟေဘာ၏မယားယေလသည် မိမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိ၏တဲ၌နေသောမိမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိ၏ထိုသူသည်ရေကိုတောင်း၍ရေလသည်နို့ကိုပေး၏မင်းသုံးသောဖလားနှင့်နို့တန်းကိုဆက်လေ၏တဲတန်တင်ကိုယူ၍လက်ရလက်နှင့်လက်ရက်ကိုကန်လျက်သီတရကိုရိုက်လေ၏သူ၏ခေါင်းကိုထိုးရိုက်၍နာပန်းကိုထုတ်ချင်းခွင်းဖောက်လေ၏သူသည်ရေလချင်ရင်၌ကြာ၍လဲလျက်တုံးလုံးနေ၏ ချေရင်၌ကြလဲ၍ကြရအရ၌စီလျက်လဲနေ၏စီစရာအမိစီပဒင်းဘဝဖြင့်ကြည်၍ကလကအတွင်း၌နေလျက်သူဤယထာစီအဘေကြောင့်လာခဲသည်နီယထာပြီးတို့သည်အဘေကြောင့်နှိသည်နီဟုမြည်တမ်းလေ၏ပညာရှိသောမင်းသမီးတို့သည်ပြန်လျှောက်စီသာမကသူကိုယ်တိုင်ပြန်ပြောစီကသူတို့သည်တွေ့၍ရသောဥစ္စာကိုဝေဖန်လျက်နေကြစီမဟုတ်လောစစ်သူရဲတို့အား အပြုကညာတယောက်နှစ်ယောက်စီသိတရားဖို့ပန်းဆိုးသောအဝတ်ပန်းဆိုး၍ခြေလှယ်သောအဝတ်တစားအောင်သောသူတို့၏လက်ပြင်း၌စင်စရာဖို့ပန်းဆိုး၍ခြေလှယ်လျက်အစင်းအယောင်ထူးခြားသောအဝတ်တစားကိုလူယူ၍ဝေဖန်လျက်နေကြစီမဟုတ်လောဟုသိတရား၏အမိသည်ဆိုတတ်၏။အိုးထာဝရဖျားကိုတော်ဤရန်သူအပေါင်းတို့သည်ထိုသို့ပျက်စီးခြင်းသို့ရောက်ကြပါစီသောထာဝရဖျားကိုချစ်သောသူတို့သည် အရှိန်တကိုးနှင့်ထွက်သွားသောနေမင်းကဲ့သို့ဖြစ်ပါစီသောဟုသချင်းဆိုကြ၏ထို့နောက်အနှစ်၄၀တန်တိုင်တပြည်လုံးငိမ့်လေ၏ဒီနှစ်ဖတ်သွားတဲ့ကျမ်းပိုက်များကတော့တရားသူကြီးမှတ်စာခန်းကြီး၃မှ၅ထိဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာသူအပေါင်းဖျားရှင်ကောင်းကြီးပေးပါစေ။